မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာဒီကနေ့မနက်ပိုင်းကအပြန်အလှန်ပစ်ခတ်တမ်းများနဲ့တိုက်ပွဲများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ25ရက်နေ့မနက်6:00ခွဲအချိန်ကြောင်မဲမြို့နယ်နေရာအနှံပြားမှာအပြန်အလှန်ပစ်ခတ်တမ်းများနဲ့ တိုက်ပွဲများဖြစ်ပွားတာနေကြားနေရတယ်လို့သိရပါတယ်။လက်ရှိမှာကြောင်မဲမျိုးကပြည်သူများဟာစိုးရိမ်ထိတ်လန့်နေကြပြီးတော့ပြစ်ခတ်မှုများအခြေအနေစိုးဝါးလာပါကစစ်ဘေးရှောင်ရမယ်အခြေအနေများရှိလာနိုင်တယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။ဒီမနက်6နိုင်ခွဲမှာတိုက်ပွဲဆဖြစ်တယ်။ငင်းညာရေးဂုံနာနဲ့စခန်းသာဘက်မှာပြစ်ခတ်မှုတွေဖြစ်နေတာတမျိုးလုံးတော့ပြစ်ခတ်တန်းတွေအကျယ်ကြီးကြားနေရတယ်။အခြေအနေစိုးလာရင်တော့ပြေးရမယ်ထင်တဲ့ဟိုက်ကင်အပြစ်ရဲ့သဘောတူညီချက်စာချုပ်ကတော့ကျိုးပေါက်သွားပြီထင်တဲ့ သတင်းတွေထွက်နေတာကတော့မိုးကုတ်မှာတိုက်ပွဲဖြစ်တယ်လို့သတင်းထွက်တာအခုကကြောင်မဲမှာလာဖြစ်နေတယ်လို့ကြောင်မဲကဒေသခံပြည်သူတူကပြောဆိုထားပါတယ်ကြောင်မဲမျိုးကပြည်သူများကကြောင်မဲစခန်းတာတောင်ဘက်မှာတိုက်ပွဲဖြစ်နေတဲ့အတွက်ခရီးသွားပြည်သူများအနေနဲ့လမ်းပန်းဆက်သွယ်ရေးအခြေအနေများကိုစုံစမ်းပြီးမှသွာလာကြရန်အသိပေးပြောဆိုထားပါတယ်စခန်းတာတောင်ဘက်မှာဖြစ်နေတဲ့ ်ငိမ့်ကြဲဂုံးသားလို့လည်းပြောတယ်စစ်တပ်900နှစ်ကလည်းလက်နက်ကြီးတွေနဲ့ပြစ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်ဇွန်လ24ရက်နေ့မနက်10:00 9မိနစ်အချိန်ကြောင်မဲမြို့နယ်ကြောင်မဲလေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဟိုခိုကျေးရွာအနီးတဝိုက်ကိုလည်းလက်နက်ကြီးနဲ့လေးလုံးပစ်ခတ်ခဲ့တယ်လို့သိရပါတယ်နောင်ချိုမြို့နယ်အုံမတီးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကမနေ့က9:35မိနစ်မှာဆမ်ဆယ်ကြီးရွာကိုလက်နက်ကြီးနဲ့လေးလုံးပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါလားတူပဲဇွန်လ24ရက်နေ့ညနေ3:00အချိန် မိုးကုံမြို့နယ်မှာစစ်ကောင်စီကစလောင်တောင်အနီးတဝိုက်ကိုလက်နက်ကြီးနဲ့တကြိမ်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ23ရက်နေ့မနက်9:00နာရီအချိန်နောင်ချုံမြို့နယ်အုံမတိရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဆမ်ဆယ်ကျေးရွာကိုလက်နက်ကြီးနဲ့လေးလုံးပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။လက်တလုံးမှာတော့ဇွန်လ9ရက်နေ့ကနေဇွန်လ24ရက်နေ့အထိစစ်ကောင်စီတပ်က Jet Fighter လေယာဉ်များ drone များနဲ့ပုံကျဲတိုက်ခိုက်မှုလက်နက်ကြီးများပစ်ခတ်မှုကြောင့်တောင်းတက်မှာတော့ PSLF TNLA တပ်ဖွဲ့ဝင် 3ဦးကြဆုံးခဲ့ပြီးတော့4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဖုန်းတော်ကြီးចောင်းဆောင်များနဲ့အရသားပြည်သူများရဲ့နေအိမ်များ၅လုံးကိုလည်းလက်နက်ကြီးထိမှန်ပြီးတော့ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြည်သူ၄ဦးကိုလက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ခြင်းနဲ့အသက်၁၀နှစ်အရွယ်ကလေးငယ်တအူးလည်းတေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားမှုကြောင့်မြို့ပေါ်မှာရှိတဲ့ဌာနဆိုင်ရာရုံးများအားလုံးပိတ်သိမ်းသွားပြီးတော့နန်းစီဒီယံဝန်ထမ်းများအားလုံးလည်းထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ25ရက်နေ့မနက်6:00နာရီခွဲအချိန်မှာကြောင်မဲမြို့နယ်စကန်းသာတောင်ဘက်မှာ၎င်းငင်းကြိုင်းဂိုးမှာ၎င်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ပွဲများစတင်ဖြစ်ပွားတာနဲ့တပြိုင်တည်းရဲစခန်းတရားရုံးအပါအဝင်ဌာနဆိုင်ရာရုံးများအလုံးဟာမဖွင့်တော့ဘဲနဲ့ပိတ်သိမ်းသွားပြီးတော့နန်းစီဒီယံဝန်ထမ်းများအလုံးဟာလည်းထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါတယ်။မြို့ပေါ်ကပြည်သူများဟာလည်းစိုင်များကိုပိတ်သိမ်းပြီးတော့နှီးဆက်ရာကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ ရဲစခန်းကငကိုကလေးကအဆောင်ပဲရှိတာအခုကအဆောင်မှာဘယ်ရောက်သွားမှမသိတော့ဘူးတရားရုံးကလည်းဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာအခုတော့လုံးဝကိုပိတ်သွားပြီအခြားဌာနဆိုင်ရာရုံးတွေလည်းပိတ်ထားတယ်ဝန်ထမ်းတွေလည်းပြေးကုန်ကြပြီတချို့ကတော့တက်သေးကိုပြေးတယ်တချို့ကတော့ကို့အစီအစဉ်နဲ့ကိုစစ်ဘေးရှောင်ကြတယ်မြို့ပေါ်မှာတော့ဈေးဆိုင်တွေအကုန်လုံးပိတ်ထားတယ်မြို့ပေါ်မှာတော့လူမရှိတော့ဘူးစစ်ဘေးဆောင်နေကြပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် အလားတူပဲနောင်ချုံမြို့မှာလည်းဒီကနေ့မနက်9နာရီကစတင်ပြီးတော့တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးအုံမတီးလမ်းခွဲအနီးမှာ၎င်းကြောက်ကြမ်းချေးရွာအနီးမှာ၎င်းနှစ်ဖက်အပြန်အလှန်ပစ်ခတ်နေကြတယ်လို့သိရပါဗါးနောင်ချုံအခြေစိုက်တပ်များကိုလည်းတော်လိုင်းတပ်တချို့ကတိုက်ခိုက်နေကြောင်းဒေသသတင်းအင်းမြစ်တချို့ထံကနေပြီးတော့သိရပါဗါးနောင်ချုံမြို့မှာတိုက်ပွဲတွေစဖြစ်တာအခုမနက်9နာရီမှာစတယ် TNL နဲ့စစ်ကောင်စီတို့နှစ်ဖက်တိုက်ပွဲဖြစ်တယ်စစ်ကောင်စီရဲ့ခမရ114နဲ့ခမရ115ကိုဝင်တိုက်နေတယ်လို့ တော်လိုက်သတင်းအရင်းကရှင်းပြထားပါတယ်အခုနှစ်ဇန်နဝါရီလ17ရက်နေ့ကစစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွဲ့ကြားမှာချုပ်ဆိုသဘောတူညီခဲ့တဲ့ဟိုင်ရင်အပြစ်အခက်ရဆဲရေးသဘောတူညီချက်စာချုပ်ဟာလေးလကျော်ကြာမြင့်လာတဲ့အချိန်မှာကျိုးပေါက်သွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာထိုင်းနယ်စပ်ဒေသတာချီလိမ့်မြို့မဲခေါင်ရက်ွက်အတွင်းခရိုင်ရဲတပ်ဖွဲ့ယုံနဲ့မနီမဝေလေးလမ်းမှာရှိတဲ့နေအိမ်ခြံဝင်းထဲမှာအထောက်ထားမဲ့တရုတ်နိုင်ငံသား100နီးပါးဖမ်းမိခဲ့တော့လေ60ကျော်သာစီးရင်ပြထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ဗျူဟာအဖွဲအခြေချတာချီလိမ့်နေစစ်ဘက်ရေးရာလုံခြုံရေးတပ်စရတာအပြင်ပြည်သူ့ဆက်ရဲတပ်ဖွဲ့တို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့ကမေကောင်ရက်ကွက်အတွင်လေးလမ်းမှာရှိတဲ့နေအိမ်ခြံဝင်းထဲမှာရှိတဲ့နှစ်ထပ်တိုက်မှာဇွန်လ24ရက်နေ့အစောပိုင်းအချိန်ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ ဖမ်းမိတာကတော့80နဲ့အထက်ဖမ်းမိပေမဲ့သူတို့တွေကတော့60ကျော်လောက်ပဲစီရင်ပြထားတယ်။ထုံးစံအတိုင်းပတ်စံပေးနိုင်မယ်အဓိကလူတွေကိုတဦးကိုဘတ်ရှစ်သိန်းကနေပြီးတော့10သိန်းအထိယူပြီးတော့ပြန်ထုတ်ပေးလေးရှိတယ်ဆိုတော့အဲ့ဒီအတွက်လူကြီးရှော့ပြထားတာဖြစ်လိမ့်မယ်။လောလောဆယ်တော့သူတို့ကိုစေခန်းရက်ွက်ထဲကနေအိမ်ခြံဝင်းထဲမှာထိမ့်သိမ်းထားတယ်လို့သိရပါတယ်။သူတို့ကိုဖမ်းမိခဲ့တဲ့နေအိမ်ကတော့တာချီလိမ့်မှာလောင်းကစားနဲ့ပတ်သက်ရဲ့နာမည်ကြီးတဲ့လူရဲ့အိမ်ပဲ။သူတို့ကတရုတ်တွေကိုအငှားချပေးထားတယ်။ ဲ့ဒါကိုလည်းအိမ်ပိုင်ရှင်အမိလွဲပြထားတယ်လို့အမိမဖော်လို့တဲ့ဒုတိယဦးကပြောပြလာပါတယ်။လက်ရှိမှာဖမ်းဆီးရမိထားတဲ့ကြားဖြန့်လက်ကျန်တရုတ်နိုင်ငံသားများကိုစေခန်းရက်ကွက်အတွင်းမှာရှိတဲ့ခြံဝင်းထဲမှာထားရှိပြီးတော့စစ်ဆေးနေတယ်လို့နေအိမ်တစ်ခုလုံးငှားရမ်းပေးထားတဲ့နေအိမ်ပိုင်ရှင်ကိုလည်းလောက်ဝကအဥပဒေနဲ့အရေးယူနိုင်ရန်ဒါမှမဟုတ်ငွေကြေးနဲ့ပတ်လည်နိုင်ရန်ညှိနှိုင်းနေလည်းရှိတယ်လို့သိရပါတယ်။နေဆက်ဒေတာတာချီလိမ့်မျိုးမှာအွန်လိုင်းလောင်းကစားများတွေက ကြားဖြန့်လုပ်ငန်းများနဲ့ပတ်သက်ပြီးတော့တရားမဝင်တရုတ်နိုင်ငံသားများနဲ့ကြားဖြန့်လုပ်ငန်းလုပ်ကင်နေပြီးတော့ပုံအောင်နေတဲ့တရုတ်နိုင်ငံသားများကိုသာအ धिक ဦးစားပေးရှာဖွေစစ်ဆေးနေလျက်ရှိရာပုံအောင်နေတဲ့တရုတ်နိုင်ငံသားများရဲ့တည်နေရာများကိုသိရှိပါကသက်ဆိုင်ရာကိုအတိပေးတိုင်ကြားနိုင်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ လွိုက်ကော်မျိုးတွင်မှာစစ်ကောင်စီကစစ်ကြောင်း၅ကြောင်းအသုံးပြုပြီးတော့စစ်ကြောင်းထုတ်လာတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရပိုင်တွင်မှာလွိုက်ကော်မျိုးတွင်မှာစစ်ကြောင်းပြန်ထိုးတော့မယ်လို့စစ်ကောင်စီဝါဒဖြန့်တဲ့သူတွေကလူမှုကွန်ရက်မှာရေးသားဖြန့်ဝေနေကြတာကိုတွေ့ရပါတယ်။လွိုက်ကော်မျိုးတွေမှာတော့ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်။စစ်ကောင်စီကစစ်ကြောင်း၄၅ကြောင်းလောက်ခွဲပြီးတော့လှုပ်ရှားနေတာတွေရှိတယ်လို့ KNDF ကတာဝန်ရှိသူကပြောပြလာပါတယ်။လွိုက်ကော်မျိုးမှာအုတ်ချုပ်ရေးရန်တရာပြန်လည်ပတ်နိုင်ဖို့အတွက်စစ်ကောင်စီကအပူတပင်ကျိုးပန်းလျက်ရှိ ိတယ်လို့စစ်ကောင်စီရဲ့ CDM ဗိုလ်ကြီးစင်ရော်ကပြောဆိုထားပါတယ်လွိုက်ကော်ကိုပြန်လဲထိန်းချုပ်ဖို့အတွက်အပူတပြင်းစ조사လာနေတဲ့စစ်ကောင်စီရဲ့ရီမန်းချက်ကလွိုက်ကော်ကနေပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ငွေတောင်အခြေဆိုင်နယ်မြေခံတပ်တွေအထိကိုလမ်းကြောင်းပြန်ဖောက်ဖို့ပါပဲပင်လောင်ဖေကုံဘက်ကနေပြီးတော့မိုးပြဲအထိလဲခြေကုပ်ယူဖို့ပုံစံရှိတယ်လို့၎င်းကသုံးသပ်ပါတယ် အခုဒီချိန်ကစစ်ကောင်စီရဲ့တံပြန်ထိုးစစ်ဟာရခင်ကနဲ့မတူဘဲနဲ့ပြင်ဆင်လာခြင်းဖြစ်ပြီးတော့စီရေးအထူးသတိပြုကြရန်ပို့ပြီးတော့လိုအပ်တယ်လို့ KNY စီရေးလေးလာသူတွေကအသိပေးထားပါတယ်စစ်ကောင်စီကတော်လှန်ရေးတပ်တွေဘက်ရဲ့အခြေအနေလှုပ်ရှားမှုခဲယမ်းလက်နက်တွေကိုတေချာလေးလာစောင့်ကြည့်ပြီးတော့တဖန်နယ်မြေယူဖို့အတွက်ထိုးထွက်လာနေတဲ့ဝေဟင်လက်နက်ကြီးတွေနဲ့အင်းနဲ့အားနဲ့ထိုးမဆောင်သေးဘဲနဲ့မြေပြင်ဆက်ကြောင်းထိုးလက်နက်ကြီးနဲ့ကြိုးပစ်ပြီးတော့နယ်မြေရှင်းနေတဲ့ပုံစံမျိုးတွေ့ရတယ် တော်လိုင်းတက်ဒီဘက်မှာလုတ်เสียကဏ္ဍတွေများနေပေမဲ့စစ်ရဲကိုအထူးအားပြုဖို့လိုပါမယ်ရယူထားတဲ့နေမြေတွေကိုတော်လိုင်းတက်ဒီကရေရှည်ထိန်းချုပ်နိုင်ဖို့နဲ့နေမြေပုံမှုထိန်းချုပ်နိုင်ဖို့ဆိုရင်လက်နက်ခဲယံပြည်စုံတွေကိုလိုပါမယ်အဓိကကညီညွတ်ရေးလဲလိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ် လွိုင်ကော်မြို့မှာစစ်ကောင်စီရဲ့ပင်မအခြေဆိုင်ရာဒေသကိုယ်ကိုစစ်ဌာနချုပ်ဒါကစလွိုင်ကော်အပါအဝင်ခြေလင်တက်ရင်ခလာရ26တက်ခလာရ250ခလာရ54အမြောက်တက်ရင်အမတ်တာ36နဲ့တက်မတော်စည်းယုံတဆရအမတ်ခွန်ထောက်ဖို့နဲ့ပို့ဆောင်ရေးတက်ခွဲထပါရခွန်နှစ်တဲ့တို့ရှိတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီစစ်ကြောင်းဟာရှမ်းပြည်နယ်စီဆိုင်မြို့ကနေတဆင့်လွိုင်ကော်မြို့ကိုဦးတည်နေပြီးတော့အင်းအား900ခန့်ပါရှိနိုင်တယ်လို့တော်လိုင်းအင်အားစုတွေကခံမှန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့အဝင်ထွက်တွေကိုစစ်ကောင်စီတပ်ကတလာနီးပါးကြောင်ပိတ်ဆို့ထားပြီးတော့အဝင်ထွက်တွေကိုတင်းကျပ်ထားတာကြောင့်မြို့တွင်းထဲမှာစေဝါးတွေပြက်လက်နေပြီးတော့အခြေခံစားတောက်ကုန်တွေလည်းဈေးတက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရင်ကအဝင်အထွက်ဂိတ်တွေကိုပိတ်ထားပေမဲ့စေဝါအခြေခံစားတောက်ကုန်နဲ့ကုန်စည်တချို့ကိုတည်ယူဝင်ရကြပြီးတော့အခုဇွန်လပထမပတ်ကစပြီးတော့အဲ့ဒီကုန်ပစ္စည်းတွေကိုပါတည်ယူခွင့်ကိုကန့်တတ်လိုက်တာလို့ဆိုရတယ်တောင်ကုန်းမြို့ကန်တူကတော့စေးဆိုင်တွေမှာစေဝါတွေမရှိတော့သလိုစားတောက်ကုန်တွေလည်းဈေးနှက်ဆနေပါတက်နေတယ်လို့ပြောပါတယ်စေးဆိုင်တွေမှာဈေးကမရှိ ုံစင်းနှုံးတွေကလည်းစောင်းစီတပိတ်သားကို26000လောက်ပေးရတယ်။စီအချုံမုံတွေလည်းဝယ်လို့တိတ်မရဘူး။ပေါ်ဆမ်းမွေးဆိုရင်တိုက်ကိုနှစ်သိန်းကျော်တယ်။ကုံအဝင်ထွက်တွေဖြတ်ထားတာလေလို့ပြောဆိုခဲ့ပါဗါး။ကုံပစ္စည်းတွေရှားပါလာတဲ့အတွက်ကုံစီကူးတက်မှုအတွက်လမ်းတွေကိုပြန်ဖွင့်ပေးစေခြင်းတယ်လို့တောင်ကုန်းမြို့ကန်တွေကပြောပါတယ်။တောင်ကုန်းမြို့ကိုဘကိုးတိုင်းဘက်ကနေလာရောက်ရတဲ့ရိုးမှဖြတ်ကျော်လမ်းဖြစ်တဲ့ဗဒောင်းတောင်ကုန်းကားလမ်းကိုလည်းစစ်ကောင်စီကပိတ်ထားပြီးတော့ကုံစီစီးဆင်းမှုတွေကိုကန့်တတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဇွန်လ15ရက်နေ့ကစပြီးတော့တောင်ကုန်းမြို့နယ်မှာ အရခတက်တော်အေအေနဲ့စစ်ကောင်စီတက်တို့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့တောင်ကုန်းမြို့နယ်ကန်စိတ်ရွာကိုဇော်လ၁၈ရက်နေ့မှာစစ်ကောင်စီက Jet Fighter ၄ရင်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးနှုတ်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာတော့တိုက်ပွဲတွေငြိမ်နေပြီးတော့တောင်ကုန်းမြို့မှာရဲစခန်းနဲ့တောင်ကုန်းတက်ကတော်တွေမှာစစ်ကောင်စီတက်ကအထိုင်ချထားတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ